ီကနေ့တင်ဆက်ပေးချင်တာကတော့မန်ယူအသင်းကိုပြောင်းဖို့ကြိုးပမ်းနေတဲ့ Sporting Lisbon တိုက်စစ်မှု Victor Jokeres နဲ့ပတ်သက်တဲ့နောက်ဆုံးအခြေအနေတွေပဲဖြစ်ပါတယ်။ Victor Jokeres ကမန်ယူကိုပြောင်းဖို့အတွက် Sporting Lisbon ဖက်ကိုရာဇသံပေးတဲ့သဘောမျိုးဖြစ်လာတာကြောင့် Victor Jokeres နဲ့ဆိုင်တဲ့အကြောင်းအရာတွေကစိတ်ဝင်စားစရာအကောင်းဆုံးဟိုးလေးတစ်ကြော်အနေထားကိုရောက်သွားခဲ့တာဖြစ်ပါတယ်။ ဗစ်တယူကရက်စ်ကိုခေါ်ဖို့ကြိုးပမ်းနေတဲ့အသင်းတွေထဲမှာအာစနယ်လိုအထောင်တိုက်စစ်မှုလိုအပ်နေတဲ့အသင်းမျိုးတွေလည်းပါဝင်ပါတယ်။ဒါပေမဲ့ဗစ်တယူကရက်စ်ကိုယ်တိုင်ကချန်ပီယံလိဝင်ခွင့်ရထားတဲ့အာစနယ်လိုအသင်းထက်ဆရာဟောင်းအီမူရင်ရှိတဲ့မန်ယူကိုပြောင်းဖို့ဆုံးဖြတ်လိုက်တာကဟိုလေးတကျော်ဖြစ်သွားစေခဲ့တာဖြစ်ပါတယ်။ဗစ်တယူကရက်စ်ဟာကျန်တဲ့ကံလမ်းမှုတွေရှိနေတဲ့ကြားကမန်ယူနဲ့ပုံကူရေးသဘောတူညီမှုရတယ်လို့ပြည်ထောင်တဲ့ပေါ်တူဂီမီဒီယာတွေကတော့အခိုင်အမာဖော်ပြနေကြတာပါ။မန်ယူဘက်ကလည်းတရားဝင်ကံလမ်းမှုလုပ်ခဲ့တယ်။ အဲ့ဒီမှာ Sporting Lisbon အတင်းက Man U အတင်းက Victor Jokeres အတွက်ကမ်းလှမ်းခဲ့တဲ့ပေါင်တန်း60ဆိုတဲ့ကမ်းလှမ်းချက်ကိုလက်မခံဘဲပယ်ချခဲ့တယ်လို့အတင်းနဲ့ချုပ်ဆိုထားတဲ့စာချုပ်ဖြတ်သိမ်းခြင်းဖြစ်တဲ့ပေါင်85တန်းရမှရောင်းမဲ့သဘောမျိုးတုံ့ပြန်ခဲ့တာဖြစ်ပါလေ။အဲ့ဒီမှာ Victor Jokeres ကသူနဲ့သဘောတူညီမှုတွေကိုဖောက်ဖျက်တယ်ဆိုပြီး Sporting Lisbon အတင်းတာဝန်ရှိသူတွေကိုပောက်ကွဲခဲ့တာဖြစ်ပါလေ။ ဗစ်တာယူကရက်ကစပိုတယ်လစ်ဘွန်အတင်းတာဝန်ရှိသူတွေဟာသူတို့ကြားကလူကြီးလူကောင်းဆန်တဲ့သဘောတူညီမှုကိုချိုးဖောက်ခဲ့တာဖြစ်လို့အတင်းပြောင်းခွင့်မရဘူးဆိုရင်တော့မှစပိုတယ်လစ်ဘွန်အတင်းအတွက်ဘယ်တော့မှကစားပြီးတော့မှမဟုတ်ဘူးလို့ထုတ်ပြောလာတာကြောင့်ဟိုလေးတကြော်ဖြစ်သွားခဲ့တာဖြစ်ပါတယ်။ဗစ်တာယူကရက်ဟာပြီးခဲ့တဲ့2024နွေရာသီတုန်းကသူ့ကိုခေါ်ခြင်းနဲ့ထိတ်တန့်အတင်းတွေအများကြီးရှိတဲ့ကြားကစပိုတယ်လစ်ဘွန်မှာပြီးခဲ့တဲ့ဘောလုံးတရာသီဆက်နေဖို့သဘောတူပေးခဲ့ပါတယ်။အဲ့ဒီအတွက်စပိုတယ်လစ်ဘွန်အတင်းဘက်က သူ့ကိုခေါ်ဖို့ကြိုးပမ်းလာတဲ့အတင်းတွေထဲမှာသူပြောင်းမယ်လို့ဆုံးဖြတ်တဲ့အတင်းပလာရင်ပြောင်းရွှေ့ကြီးပေါင်တန်း60လောက်နဲ့ပြောင်းခွင့်ပေးဖို့သဘောတူညီခဲ့တာကိုဖြောက်ပြက်ခဲ့လို့ Victor Ucres ကပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ဒီတော့ Sporting Lisbon ဘက်က Victor Ucres ကိုမန်ယူကိုပြောင်းခွင့်ပေးမှာလားမပေးဘူးလားဆိုတာကိုတော့တကက်ပါလုံးကစောင့်ကြည့်နေကြမှာတော့အသေးချပါပဲ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ညီကိုရီယောဘယ်လိုထင်မြင်လဲဆိုတာကိုဒီဗီဒီယိုလေးရဲ့အောက်မှာ comment လေးတွေပေးသွားနိုင်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။